ဖန်ဆင်းရှင်ကိုဘယ်သူဖန်ဆင်းခဲ့တာလဲဟုတ်တယ်ဒီမေကွန်ကတော်တော်များများစဉ်းစားမိကြမှာပဲအဖြေရလည်းတော်တော်ခက်တဲ့မေကွန်ကြီးတခုပေါ့အခုဒီတစ်ခေါက်မှာတော့အဲ့ဒီမေခွန်းကိုတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့ရှူးထောင်တစ်ခုကနဲ့ချင်းကပ်ထားတဲ့ကျန်းတဆောင်ရဲ့အစူပြုချက်တွေကိုအတူတူလေ့လာကြည့်ကြရအောင်အဓိကမေခွန်းကတော့ရှင်းရှင်းလေးပါပဲထောက်ရဖျားသခင်ကိုဘုသူကဖန်ဆင်းခဲ့တယ်မေခွန်းကတော့နည်းနေတယ်ဗျာဒါပေမဲ့အခုကျွန်တော်လေ့လာကြည့်မယ်ဒီကျန်းကတော့လေဒီမေခွန်းကိုတိတိဖြစ်မဲ့စား လုံးဝကို꿰ပြတဲ့ချင်းကမှုတစ်ခုတုံးထားတာကိုတွေ့ရတယ်။ဟုတ်ပြီ။အပိုင်းတက်ကိုဆက်လိုက်အောင်။ဖန်ဆင်းချက်ဆိုင်ရာမေးခွန်းပေါ့။ဒီဘက်မှာစိတ်ဝင်စားစရာကောင်းတာသာမေးခွန်းမှုဖြစ်တာမဟုတ်ပဲမေးခွန်းရဲ့အခြေခံအုတ်မြစ်ကိုပဲဘလို့ပြန်ပြီးစင်ခိုးထားတယ်လဲဆိုတာကိုတွေ့ရမှာပါ။ဒီကျန်းကိုစဖတ်လိုက်တာနဲ့ကိုအန်အောဆရာအစိုးတစ်ခုနဲ့စအထားလာဗျာ။အဲ့ဒါကဘာလဲဆိုတော့ဒီမေးခွန်းဟာမေးခွန်းအမှားဖြစ်တယ်တဲ့။ အဲ့ဒီစကားတစ်ခုနဲ့ကိုဆွေးနွေးမှုတစ်ခုလုံးလမ်းကြောင်းပြောင်းသွားတာပဲအဖြေရှာတာကိုခဏထားအခုမေခွန်းကိုတိုင်ကိုပြန်ပြီးသုံးသပ်သူထည့်လာရောဟုတ်ပြီကာဆိုရင်ဒီမေခွန်းကဘာလို့များမေခွန်းအမဖြစ်နေရတာလဲအဲ့ဒါရောနားလဲဖို့ဆိုရင်လေပထမဆုံးအနေနဲ့ဖျားသိရင်ဆိုတဲ့စကားလုံးကိုဒီကျန်ကဘယ်လိုအတိပဲ principle ထားတယ်လဲဆိုတာကိုအရင်ဆုံးကြည့်ဖို့လိုလာပြီကဲဒီနေရာမှာသူတို့တုံးထားတဲ့သာဝရဖျားသခင်ဆိုတဲ့စကားလုံးကိုတစ်ချက်လောက်ခွဲခြမ်းစိတ်ပြားကြည့်ကြရအောင် ။ထာဝရဆိုတာကတော့အလုံးတိကြတဲ့တိုင်အမြဲတည်ရှိခြင်းပေါ့။ပါဠိလိုဆိုရဲ nick sort လို့ပြောလို့ရတယ်။ဖျားဆိုတာကတော့ကိုးကွယ်ရာအရာအလုံးရဲ့ပိုင်ရှင်။ပါဠိမှာလာတဲ့ဘုဒ္ဓဆိုတဲ့အဓိပ္ပာယ်နဲ့စင်တူတယ်လို့ဒီချမ်းကဆိုထားတာပါ။ဒီချိန်ရဲ့တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကဘာလဲဆိုတော့လေသူတို့ရဲ့အဆူပြူချက်တွေကိုလူတွေပို့ပြီးနားလဲလွယ်တော့ပို့ပြီးရင်းနှီးအောင်ဘိုးတော်ဘာတာရဲ့အသွေးခေါ်တချို့နဲ့ချိတ်ဆက်ပြီးရှင်းပြထားတာပဲဗျ။ ဒီနေရာမှာအဓိကကျတဲ့ you assess တခုဝင်လာပါတယ်အဲ့ဒါကတော့အစင်တရားဆိုတဲ့စကားလုံးပါပဲအတိဘယ်ကတော့ရှင်းပါတယ်လူရဲ့စဉ်စားဉာဏ်စွာအားကိုကြိုလွန်နေတဲ့အရာတွေမချန်စီတင့်တယ်တွေးတော့လို့မရတဲ့အရာတွေရှိတယ်ဆိုတဲ့သဘောတရားပေါ့ဒီကျမ်းကထောက်ပြထားတဲ့အစင်တရားတရားလေးပါကိုကြည်လိုက်ရင်ဖျားရဲ့တဘာဝဆိုတာလူရဲ့စဉ်စားဉာဏ်အမြင်ပေါ်မှာရှိတယ်ဆိုတာတော်တော်လေးရှင်းသွားပါတယ်အဲ့ဒီတော့ဆိုလိုရင်းကဘီတူစပန်ဆင်းလေးဆိုတဲ့မိကုန်းဟာ အစကတည်းကကိုလူမြတ်ရဲ့ကန့်သက်ချက်ကိုကြော်လွန်နေတဲ့မိခွန်းဖြစ်နေတယ်ဆိုတဲ့သဘောပါပဲသူတို့ရဲ့အဆိုးကိုပိုးပြီးခိုက်မှသွားအောင်လို့လေလူလင်းရဲ့ယင်းဤပီတာဘာသာရေးစကားရတစ်ခုကိုဒီချန်ကထပ်ဖြစ်တဲ့ဆွဲခေါ်အသွင်ချထားတာတွေ့ရတယ်အဲ့ဒါကတော့တတ်တော်ရှင်ရှားဆိုတဲ့စကားလုံးပါဒီစကားလုံးကိုပဲထာဝရအသက်ရှင်နေတဲ့ဖန်ဆင်းရှင်ကြပါအားလေးရှိတယ်ဆိုတဲ့အယူအဆနဲ့ဆက်ဆက်ပြီးရှင်းပြသွားတာပါကဲအခုဆိုရင်ဒုတိယအပိုင်းကိုရောက်လာပါပြီလူသားရဲ့ကန့်သက်ချက်တွေအကြောင်းပေါ့ ဒီကမိကုံးကတော့အဆုံးမရှိတဲ့အရာတစ်ခုကိုအဆုံးရှိတဲ့လူစိတ်နဲ့ဘလို့လုပ်ပြီးနားလည်နိုင်ပါလဲဘာကြောင့်နားမလည်နိုင်တာလဲကျွန်တော်ပါပဲဒီကန်တချက်ကိုဒီဖန်ဆင်းရှင်နဲ့ဖန်ဆင်းခံကြားကအသိပညာကွာဟချက်ကိုပိုပြီးမြင်အောင် ရှင်းပြဖို့အတွက်ဒီကျမ်းကအရန်ကောင်းတဲ့ဥပမာတစ်ခုကိုသုံးထားတယ်အဲ့ဒါကတော့လူနဲ့ကွန်ပျူတာရဲ့ဆက်နွယ်မှုပဲဖြစ်ပါတယ်ဒီနိုင်ရှင်ချက်ကိုကြည့်လိုက်ရအောင်ကွန်ပျူတာတစ်လုံးကသူ့ကိုဖန်တီးတဲ့လူသားကထည့်ပေးထားတဲ့အချက်လက်တွေကိုပဲသိနိုင်တယ်လို့ပဲပေါ့ ူသားတွေရဲ့အသိပညာဆိုတာကလည်းဖန်ဆင်းရှင်ကပေးထားတဲ့ပုံအတွက်မှပဲရှိတယ်လို့ဒီကျမ်းကဆိုလိုချင်တဲ့သဘောပါပဲပြီးတော့ဒီကျမ်းကတေမျိုးဖြစ်တဲ့လူသားနဲ့ထာဝရဘုရားကြားကကြွာခြားချက်ကိုလည်းရှင်းရှင်းလင်းလင်းကိုထောက်ပြထားသေးတယ်တစ်ချက်စဉ်းစားကြည့်ရင်အထုပတိဆိုတဲ့အယူအဆကိုယ်တိုင်ကဖန်ဆင်းခံနေအတွက်ပဲသက်ဆိုင်တာမဟုတ်လားဒါကြောင့်မလို့အထုပတိမရှိခြင်းကသာလင်ဘုရားဖြစ်ခြင်းရဲ့တတ်သိဖြစ်တယ်လို့သူတို့ကဆိုထားတာပါ အဘီအခုဆိုရင်နောက်ဆုံးပိုင်းကို ရောက်လာပါပြီအစ်စ်နဲ့စိတ်ကူဖန်တီးမှုဒီနေရာမှာနောက်ထပ်မိကွန်းတစ်ခုထပ်ထွက်လာနိုင်တယ်ဒါဆိုဖျားဆိုတာတကယ်မရှိပဲလူလေရဲ့စိတ်ကူတက်တက်ပဲဖြစ်နေတာပေါ့ဟုတ်တလားအဲ့ဒါကတော့ဒီကျမ်းကဖြည့်ရှင်းဖို့ကြိုးစားထားတဲ့နောက်ဆုံးတန်တရားတစ်ခုပါပဲဖျားဆိုတာတကယ်မရှိဘူးဒီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့လူတယောက်ရဲ့စိတ်ကူထက်ကနေမွေးဖွားလာတဲ့ဖန်တီးမှုသက်သက်ဆိုရေရောဘယ်လိုလုပ်မလဲ ဒီချမ်းရဲ့အစိုးရဆိုရင်ဖျားအစ်စ်နဲ့စစ်ကူးတွေကဖျားကို ခွဲခြားဖို့စံနှုန်းတွေရှိတယ်ဗျအဓိကအချက်ကတော့အရန်ရှင်းတယ်တခုကတတ်မဲ့ယူဆတတ်တတ်ပဲနောက်တခုကတော့တတ်ရှိထင်ရှားတုံ့ပြန်နိုင်တဲ့ပုဂ္ဂိုလ်တပါဆိုလိုတာကခေါ်ရင်ထူးတဲ့စင်ခေါ်ရင်တတ်တည်ပေးနိုင်တယ်လို့ဆိုလိုတာပေါ့အဆုံးတတ်မှာတော့ဒီချမ်းရဲ့နိကုံချုပ်စကားက သူတို့ရဲ့ယက်တီချက်ကိုတခါတည်းအလုံးခြုံငုံပြီးပြောသွားတာပါပဲအဲ့ဒါကတော့ထောင်ရဖျားဟာစိတ်ကူးကောင်းတဲ့လူတစ်ယောက်ကဖန်တီးထားတဲ့ဆာရွက်ပေါ်မှာပဲရှိနေတဲ့တတ်မဲ့ဖျားကပါမဟုတ်ဘူးဆိုတာပါပဲကဲဒီချမ်းကနေရတဲ့အထက်အတွေ့အခေါ်ကိုစဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်လဲခြင်းပါတယ်တကယ်လို့များလူရဲ့ကြိုးချောင်းစင်ကျင်တုံတရားဆိုလာကြီးကိုယ်တိုင်ကအဖန်စင်ခန်းတစ်ခုသာဖြစ်ခဲ့မယ်ဆိုရင်အဲ့ဒီစင်ဂျင်တို့ရကမိခွန်းထုတ်နိုင်တဲ့ယာရီမှာတော့အဆုံးစွန်ကန့်တတ်ချင်ဆိုလာရှိနေနိုင်မလား